ခရီးဝဲပြန်တန်းသောငှက်ကြီးများ၏မြောင်းဥပုံစံပြန်တန်းမှုလှုပ်ဝဲချက်ငှက်ကြီးမျိုးတွေဖြစ်တဲ့ကျိုးကြောင်ငန်းရိုင်ဝင်းမုံငှက်နဲ့တောပဲစားတဲ့ငှက်တွေကရာသီလိုက်ရွှေပြောင်းပြန်တန်းရမှာဒါမှမဟုတ်ခရီးရှည်ပြန်တန်းတဲ့နေရာမှာထူးခြားတဲ့မြောင်းဥပုံစံ V shape formation နဲ့ပြန်တန်းလေးရှိပါတယ်ဒီလိုမြောင်းဥပုံစံနဲ့ပြန်တန်းမှုကိုအစောပိုင်းကာလတွေကဘာကြောင့်ပြန်တန်းကြတာလဲဆိုတာကိုမသိခဲ့ကြပါဘူး၂၀၀၄ခုနှစ်မှာလန်ဒန်တက္ကသိုလ်က Dr. James Upshaw နဲ့အဖွဲ့က GPS ဒီနေရာပြကရိယာအချိန်တိုင်းကရိယာအက်ဆလာရိုမီတာတွေကိုဂျိုင်းငတ်တွေမှာတက်ဆင်ပြီးတော့သုတေသနလုပ်တော့မှတိကျတဲ့အဖြစ်တွေကိုသိလာခဲ့ရပါတယ်။ထို့သောပြန်တန်းခြင်းဟာအထူးသဖြင့်၎င်းတို့ရဲ့ခရီးရှည်ပြန်တန်းမှုကိုပုံမှန်ထိရောက်စေဖို့နဲ့စွမ်းရည်ခြေတာနိုင်မှုအတွက်ဖြစ်ပါတယ်။မြောက်ဥပုံစံနဲ့ပြန်တန်းခြင်းရဲ့အဓိကအကြောင်းရင်းမှာလေခွင့်ရကိုလျှော့ချဖို့ဖြစ်ပါတယ်။ ရှည်စုံကနေပြန်တန်းတဲ့ငှက်ကလေခွင်းအားကိုပထမဆုံးရင်ဆိုင်ရပြီးတော့နောက်ကနေပြန်တန်းတဲ့ငှက်တွေကတော့ရှင်းငှက်ရဲ့တောင်ပန်းလေစီးကြောင်းအသုံးပြုကလေခွင်းအားကိုလျှော့ချနိုင်ပါတယ်။ဒီနည်းအားဖြင့်နောက်ငှက်တွေကရှင်းငှက်ထက်စွမ်းရည်ပုံမတက်တာစွာလေသာခိုပြီးတော့ပြန်တန်းနိုင်ကြတာဖြစ်ပါတယ်။ခရီးရှည်ပြန်တန်းခြင်းအားငှက်တွေအတွက်အလွန်ပင်ပန်းကြတာကြောင့်စွမ်းရည်ချေတာခြင်းအားအရေးကြီးပါတယ်။လေခွင်းအားကိုလျှော့ချနိုင်ခြင်းကြောင့်ငှက်တွေကစွမ်းရည်ကိုချေတာနိုင်ကြပြီးတော့ခရီးစုံကိုပုံမမြန်ဆန်စွာနဲ့ပုံမလွယ်ကူစွာရောက်ရှိနိုင်ပါတယ်။ မြောက်ပုံစံနဲ့ပြန်တန်းခြင်းဟာငှက်တွေသားမှာဆက်သွယ်ရေးနဲ့ပူပေါင်းဆောင်ရွက်မှုကိုလည်းအထောက်အကူပြုပါရယ်။မြောက်ပုံစံကငှက်တွေကိုအချင်းချင်းမြင်စေနိုင်ပြီးတော့အတန်နဲ့ဆက်သွယ်နိုင်စေတယ်။ဒါအပြင်ခေါင်းဆောင်ငှက်ကလမ်းကြောင်းကိုပြောင်းလဲတဲ့အခါမှာတစားငှက်တွေကလည်းလွယ်ကူစွာလိုက်ပါနိုင်ပါရယ်။ခေါင်းဆောင်ငှက်ကရှေ့ဆုံးကနေပြန်တန်းပြီးတော့တစားငှက်တွေကနောက်ကနေလိုက်ပါကြတဲ့အခါမှာခေါင်းဆောင်ငှက်ကအပင်ပန်းခံရဆုံးဖြစ်ပြီးတော့ခဏကြာမှတော့တစားငှက်တစ်ကောင်နဲ့လဲလှယ်တတ်ကြပါရယ်။ ဒီလိုပြောင်းလဲဥစားမှုနဲ့ငတ်တွေအလုံးကိုအလဲကျကောင်းဆောင်ရပြီးတော့အလုံးအနာယူလို့ရပါတယ်။ဒါအပြင်မြောက်ဥပုံစံနဲ့ပြန်တန်းခြင်းအားငတ်တွေမှာအချင်းချင်းမြင်နိုင်စေပြီးတော့အုပ်စုလိုက်ပြန်တန်းမှုကိုထိန်းသိမ်းနိုင်ခြင်းနဲ့ငတ်တွေကလမ်းကြောင်းမှရင်ခြင်းဒါမှမဟုတ်အုပ်စုကွဲသွားခြင်းကိုရှောင်ရှားနိုင်ပါတယ်။ငတ်ကြီးမျိုးတွေကခရီးရှည်ပြန်တန်းတဲ့နေရာမှာမြားဥပုံစံနဲ့ပြန်တန်းခြင်းက၎င်းတို့ရဲ့အသက်ရှင်သန်ရေးအတွက်အရေးပါတဲ့နည်းပြဟာတစ်ခုဖြစ်ပါတယ်။ ဒီနည်းပြဟာက လေခွေးအားကိုလျှော့ချခြင်း၊စမ်းရင်ချွေတာခြင်း၊ဆက်သွယ်ရေးနဲ့ပူးပေါင်းဆောင်ရွက်ခြင်း၊ခေါင်းဆောင်မှုနဲ့လှည့်ပတ်ခြင်းများနဲ့အမြင်အာရုံထိန်းသိမ်းခြင်းစားတဲ့အကျိုးကျေးဇူးတွေများစွာကိုပေးဆွနိုင်တဲ့မျှဥပုံစံပြန်တမ်းမှုလှုပ်ဝက်ချက်ပဲဖြစ်ပါတယ်။